အားလုံးပဲမင်္ဂလာပါအဲကျမမနေ့တော့ကဗီဒီယိုဖိုင်လေးမှာပြောထားတာကအဲ YouTube ကျမရဲ့ YouTube channel နဲ့ Facebook group မှာရောဒီ TikTok မှာရောကျမတနေ့ကိုနည်းနည်းချင်းစီကျမတို့စီးရင်ခိုင်နဲ့ပတ်သက်တဲ့အဲစီးရင်စရာရေးဆွဲပုံတွေကိုစာရင်းနဲ့လက်တွေ့ပေါင်းပြီးတော့ကိုတိတလောက်လေးတွေကိုတိတမြလေးတွေပြန်ပြီး sharing လုပ်ဖို့အတွက် YouTube channel နဲ့ Facebook group ဖွင့်ထားတယ်ဆိုပြီးတော့မနေ့တော့ announce လုပ်ခဲ့တယ်အဲ့ဒါကြောင့်မလို့ဒီနေ့စပြီးတော့ ပြောပြပေးမယ့်အကြောင်းအရာလေးကကြတော့ဒီစီးရင်ဂိုင်ကိုအဲစီးရင်ဂိုင်ရေးဆွဲခြင်းအကြောင်းကိုပြောပြမှာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးက prepare food sets financial statements using excel ကျမတို့ excel ကိုအသုံးပြုပြီးမှ financial statement ကိုရေးဆွဲမှာဖြစ်တယ်။ financial statement ရေးဆွဲတဲ့အခါမှာ အကောင့်င်း software တွေနဲ့လည်းရေးဆွဲကြတယ် excel တွေနဲ့လည်းရေးဆွဲကြတယ်ဘလို့ပဲရေးဆွဲရေးဆွဲကျမတို့ကကျမတို့ရဲ့အဲတင်ယူပြီးသားသင်ခန်းစာတွေတကယ်လက်တွေ့လုပ်ငန်းဝင်မှာအသုံးပြုနေတဲ့အတိုင်း double entry system ကိုမိတ်လို့မရဘူး double entry system ကနေသွားတာဒါကြောင့်မလို့ဒီနေ့ပြောပြမှာကဒီ financial statement ကို excel နဲ့ရေးဆွဲတာကို food set ပြောပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့တရက်ထဲတော့မပေးဘူး အချိန်ကြာမှာအချိန်ကြာမှာဖြစ်တဲ့အတွက်ကျွန်မတနေ့ကိုနည်းနည်းနည်းချင်းစီတင်သွားပေးမှာပါအဲနေ့စဉ်ရက်ဆက်မဟုတ်ရင်တော့ကျွန်မအစဉ်ပြေတဲ့ရက်ကလေးမှာအဲဗီဒီယိုဖိုင်လေးစီစဉ်လိုက်မယ်ပြီးရင်ပြန်ပြီးတော့ share ပေးမယ်ပေါ့နော် TikTok မှာလည်း share မယ် YouTube channel မှာလည်း share ထားမယ် Facebook group မှာလည်း share ထားမယ်ပေါ့။သိပြီးသားသူတွေလည်းရှိမှာပါ။မသိသေးတဲ့သူတွေအတွက်လည်းတကယ်ကိုအကျိုးရှိမယ်လို့ထင်ပါတယ်။ အကျိုးရှိတယ်ပေါ့ဒါလေးတွေကဒါကိုကလည်းတကယ်လုပ်ငန်းဝင်မှာကိုလုတ်ခဲ့ရတဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးမျှဝေခွင့်ရတာပေါ့နော်ဟုတ်ပြီဒါဆိုတော့ဒီနေ့ဘာကိုပြောပြမလဲဆိုလို့ရှိရင်ဒီ prepare food sales financial statement using excel excel ကိုအသုံးပြုပြီးမှ financial statement တွေရေးဆွဲမယ် financial statement ကိုရေးဆွဲမယ်ဆိုလို့ရှိရင်ကျမတို့ကမဖြစ်မနေသိရမယ် အပိုင်းလေးရှိတာပေါ့အဲ့ဒါဘာလဲဆိုလို့ရှိရင် food set accounting process ဒီစရင်ကင်ခြင်းကို လုပ်တော့မယ်ဆိုရင် ကျမတို့သိရမယ်အဆင့်ကအလုံးပေါင်းဘယ်နှဆင့်ရှိလဲဆိုကျမတို့မဖြစ်မနေလောက်ဆောင်အောင်မယ်အချက်၅ချက်ရှိတယ်လို့ပြောတာเนาะ၅ချက်ရှိတယ်တကယ်တကယ်လက်တွေ့မှာဆိုလို့ရှိရင်တော့၈ချက်လောက်ရှိတယ် identify လောက်တာကနေစပြီးတော့နောက်ဆုံး analysis လောက်တဲ့အခြေအနေအထိဆိုလို့ရှိရင်အသေးစိတ်က၈ချက်လောက်ရှိတယ်သို့တော်လည်းကျမတို့အမြဲတမ်းလုံရိုးလုံစင်အနေနဲ့မလွဲမသွေလုပ်ရမှာကဒီအဆင့်၅ဆင့်ဖြစ်တယ် အဲ့ဒါကဘာလဲဆိုလို့ရှင် financial statement စတင်ရေးဆွဲတော့မယ်ဆိုလို့ရှင်ကျမတို့လုပ်ငန်းခွင်နဲ့ကိုအဲကိုယ့်ရဲ့အလုပ် level position level အရလုံးရမယ်မဖြစ်မနေလုံးရမယ်အခန်းကဏ္ဍစပြီးလုံးရမယ်ဆိုလို့ရှင်ဒီ number 1အဆင့်အနေနဲ့ source of documents source of documents ဆိုတာကလုပ်ငန်းခွင်ထဲမှာစာရင်းရေးသွင်းတော့မယ်ဆိုလို့ရှင် cyber စာတမ်းကအသက်ပါ cyber စာတမ်းအထောက်အထားမရှိရင်ကျမတို့ဘယ်လိုတွေပြန်ရှာပြီးဘယ်လိုတွေလိုက်ပြီးတော့ဘယ် source ကိုလိုက်ရှာရမှန်းမသိတော့ဘူး ဒါကြောင့်မို့လို့ source of documents ကအရင်လာပါတယ်အဲ့ဒီရလာတဲ့ documents တွေကိုကျွန်တော်တို့ identify လုပ်မယ်ဒါတွေကဟုတ်လားစာရွက်စာတမ်းတကယ်ဒီအသုံးစရိတ်ကတကယ်သုံးခဲ့တာလားဒီဝင်ငွေကတကယ်ဖြစ်ခဲ့တာလား authorized person ကဘယ်သူတွေလဲဘယ်သူသုံးစွဲခဲ့တာလဲဘယ်နေ့တိတ်လဲဆိုတဲ့ဟာတွေကိုအကုန်လုံးကျွန်တော်တို့ identify လုပ်ပြီးမှမှန်ကန်တယ်ဆိုရင်ငွေတွေထုတ်ပေးမယ်ပြီးရင် cash book မှာစာရင်းသွင်းရတယ်ဒုတိယအဆင့်အနေနဲ့ ဒီ documents အဆင့်ကနေပြီးတော့အဆင့်နဲ့အနေနဲ့ cash book မှာစာရင်းသွင်းတယ်။ cash book မှာစာရင်းသွင်းပြီးတဲ့အခါကျတော့ကျွန်တော်တို့ဘယ်လိုသွားရလဲဆိုလို့ရှိရင် ledger ကိုပို့ရတယ်။ ledger ကိုစာရင်းသွင်းမိပို့ရတယ်။ ledger ကိုဘယ်လိုစာရင်းသွင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့လေ့လာပြီးသားတင်ယူပြီးသားတကယ်လေ့ကျင့်ထားခဲ့တဲ့ကျွန်မတို့ဗားလဲ double entry system နဲ့သွားတယ် double entry system နဲ့ double entry system ဆိုတာတနေရာမှာ debit တနေရာမှာ credit အနေနဲ့သွားတာလေအဲဒီဒါက အခုဒီနေ့ပြောတဲ့အကြောင်းအရာကအဲလက်တွေ့လုပ်ငန်းခွင်မှာလုပ်နေရတဲ့အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်မလို့အဲစာတင်တာမဟုတ်တဲ့အတွက်စာအကြောင်းတွေတော့အသေးစိတ်မပြောတော့ဘူးပေါ့စာနဲ့ပတ်သက်ရင်တော့အကျန်းဖြစ်တော့ပါသွားမှာပေါ့နော်ဟုတ်ကဲ့ဒါဆိုတော့ ledger ledger ဒီ double entry system နဲ့ကျွန်တော်တို့စာရင်းသွင်းတာဒီ cash flow ကနေယူပြီးတော့မှအဲ့ဒီ ledger ပြီးသွားတဲ့နောက်မှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှင် try and balance ကိုသွားတာ try and balance ကကျတော့ assumption နံပေါ့ assumption နံကိုင်ညီရှင်းနံပေါ့ ဘာလို့ကိုင်းညီရှင်းတန်းရေးဆွရလဲဆိုလို့ရှင်ကျမတို့ရဲ့ဒီလေကြာကြီးမှာစရင်သွင်းခဲ့ခါတွေကဒဘန်ထရီသွင်းခဲ့တယ်အဲ့ဒီဒဘန်ထရီသွင်းခဲ့တဲ့ဟာတွေကမှန်လားမမှန်လားဆိုတာဒီ try and balance မှာသိလာသိတာတယ်ကျမတို့ကိုင်းညီရှင်းတန်းကမှန်တယ်ဆိုလို့ရှင် try and balance ကညီနေတယ်ပေါ့သို့တော်လဲညီတိုင်းလဲမမှန်ဘူးတချို့အမိုက်ကအမားတွေကြိုက်နေတာပေါ့နော်အမားကြိုက်တယ်ဆိုတာဘလို့ဟာမျိုးလဲဆိုရင်အဲ debit credit မှားသွင်းတာပြီးလို့ရှိရင်စရင်ကောင်းစင်ပေါ့အဲ express မှာတွင်းရမယ်ဟာမဟုတ်တဲ့ဟာကို express မှာတွင်းထားတယ်ခေါင်းစဉ်နေမာတာပေါ့အဲ့ဒါကျွန်တော် error of commission တို့ error of principle တို့အဲ့လိုမျိုးခေါင်းစဉ်နေရှိတယ်အဲ့ဒါကသင်ခန်းစာမှာဆိုလို့ရှိရင် LCCI level 1 2မှာဆိုလို့ရှိရင် types of error ဆိုပြီးတော့သင်ခန်းစာတက်တက်သင်ရတယ်ပေါ့နော်အဲ့ဒါကတော့စာပိုင်းဖြစ်သွားတဲ့အတွက်ကြောင့်အသေးစိတ်မပြောတော့ဘူးပေါ့တော့ဟုတ်ပြီဒါဆို try balance ကညီသွားပြီ try and balance ညီသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးအဆင့်5အနေနဲ့ဘာရေးဆွဲရမှာလဲဆိုရင် financial statements တွေရေးဆွဲရမှာ financial statements လို့ပြောရင်ဒီမှာ statement မှာ s လေးပါတယ် s လေးပါတော့တခုမကဘူးလေဒါကြောင့်မို့ financial statement အားလုံးပေါင်းဒီမှာရှိတဲ့၅မျိုးကိုကျွန်တော်တို့ကမလွဲမသွေရေးဆွဲပြရမှာဖြစ်တယ်အဲ့ဒီမှာဘာတွေလဲဆိုလို့ရှိရင် income statement income statement ဆိုတာအရင်က profit or loss ဆိုပြီးတော့ခေါ်ခဲ့တာအရှုံးမြတ်ရှင်းတယ် ပြီးရင် statement of financial position ဆိုတဲ့ balance sheet လက်ကျန်ရှင်းတဲ့လေလက်ကျန်ရှင်းတဲ့ financial position ကိုလုပ်ငန်းရဲ့ဘဏ္ဍာရေးအခြေအနေကိုရှင်းပြတဲ့ရှင်းတဲ့လေးရေးဆွဲတာဖြစ်တယ်။နောက်တစ်ခုကကျတော့ statement of cash flow statement of cash flow ကကျတော့သူက cash basis နဲ့ဆွဲတာ cash basis ကဘလို့ဟာမျိုးလဲဆိုလို့ရှိရင်ငွေအဝင် တကယ်ဝင်တယ်ငွေတကယ်ထွက်တယ်ငွေသားစီးဆင်းတဲ့အမှန်ကန်ကိုပဲရေးဆွဲတဲ့ cash flow ဖြစ်ပါတယ် cash basis နဲ့ရေးဆွဲတာ income statement ကကျတော့ accrual basis နဲ့ရေးဆွဲတယ်လို့ပြောတယ်။ accrual basis ကကြဘယ်လိုမျိုးလဲ။ငွေတကယ်ရရမြရ income လို့ပြောရင် income သဘောတက်ရောက်တယ်ဆိုလို့ရှိရင် income နဲ့ကိုထည့်တယ်။ဘယ်အချိန်မျိုးမှာထည့်မလဲ။ကိုရေးဆွဲလိုက်တဲ့ finance ဒီ income statement ရဲ့ကာလပေါ့ period ကတနစ်စာဆိုလို့ရှိရင်အဲ့ဒီတနစ်အတွင်းမှာအကျုံးဝင်တဲ့ဝင်ငွေအမျိုးအစားဆိုလို့ရှိရင်လည်းအဲ့ဒီထဲထည့်တယ်အဲ့ဒီတနစ်အတွင်းမှာအကျုံးဝင်တဲ့ expenses အမျိုးအစားဆိုလို့ရှိရင်လည်းဒီ income statement ထဲမှာထည့်တယ် ငွေတကယ်ဝင်ဝင်မဝင်ဝင်ထွက်ထွက်မထွက်ထွက်ပေါ့အဲ့လိုဟာမျိုးဆိုရင် income statement ထဲမှာထည့်တယ်အဲ့ဒါကို accrual basis လို့ပြောတယ် accrual basis နဲ့ဆွဲတာ income statement ဆိုတာက cash flow statement ကြတော့ cash basis နဲ့ဆွဲတာတကယ်ဝင်တဲ့ဟာငွေတကယ်ထွက်တဲ့ဟာ cash flow statement ရေးဆွဲတဲ့အခါကျတော့ကျွန်တော်တို့ပြန်ပြီး adjustment တွေလုပ်ရတာရှိတယ်ဒါတကယ် ဆွဲတဲ့ခါကျရင်တော့မြင်မှာပေါ့နော်နောက်တစ်ခုကကျတော့ statements of changes in equity ဒါကကျတော့ကိုယ့်လုပ်ငန်း equity ဘိုင်းအပြောင်းအလဲတွေထပ်တိုးတာရှိသလားကိုယ့်ရဲ့ရင်းနှီးငွေတွေထပ်ထည့်တာရှိသလားအဲထုတ်ယူသုံးစွဲတာရှိသလားပြီးလို့ရှိရင်ကိုယ့်လုပ်ငန်းရဲ့တောက်လျှောက်လုပ်ငန်း run လာခဲ့တဲ့နှစ်တောက်လျှောက်မှာရှိတဲ့ကိုယ့်ရဲ့အမျက်တွေဒီမှာရေးဆွဲလိုက်တဲ့အမျက်တွေကဒီ statement တော့ changes in equity မှာတော်တော်ပြီးပါသွားတာပေါ့နော်ဒီတနေ့ရဲ့အမျက် ဒီတနေ့ရဲ့အမျက်နဲ့ opening နဲ့ပေါင်းလိုက်ရင် closing retain earning ဖြစ်တယ်အဲ့ဒီ closing retain earning ကနောက်တနေ့မှာ opening retain earning ဖြစ်တယ်ဆိုပြီးတော့အဲ့ဒီအခြေအနေလေးတွေကဘမှပေါ်ပြပေးလဲဆိုလို့ရှိရင်ဒီ statement of changes in equity မှာပေါ်ပြပေးတာဖြစ်တယ်နောက်ဆုံးတစ်ခုကကျတော့ disclosure disclosure ကဘာတွေကိုပေါ်ထုတ်ပြသရလဲဆိုလို့ရှိရင် notes to the financial statements ဒီအပေါ်မှာရေးဆွဲထားတဲ့ income statement တွေ statement of financial position တွေမှာပါတဲ့အချက်လက်လေးတွေကို तू ကဒီမှာ notes အနေနဲ့တီးတံပြပေးရတာဘာကြောင့်လဲ ဒီ statement တွေကိုဖတ်တဲ့သူတွေကဒီအချက်လက်တွေဒီ income အမျိုးအစားတွေဘယ်ဒိတ်ကနေဘယ်ကာလနေဘယ်ကာလအထိပါလဲဆိုရဲအသေးစိတ်လေးတွေပါမယ်ပြီးရင် balance ရှိမှာပါတဲ့ receivable တွေ pay တွေပဲတွေအခွန်ကိစ္စနဲ့ပတ်သက်တဲ့ကြွေးကြံတွေကဘယ်အကြောင်းအရာအတွက်ပါတယ်လဲဆိုရဲဟာ notes လေးတွေနဲ့ဟောဒီ notes to the financial statement မှာပြပေးတာ ဒါကြောင့်မလို့ financial statements လို့ပြောရင်မဖြစ်မနေဟောဒီ၅ခုကိုရေးဆွဲပြရမှာဖြစ်တယ်။ဒီ၅ခုကိုရေးဆွဲဖို့ရာအတွက်ဘယ်နာကနေစပြီးတော့လာတယ်လဲဆိုလို့ရှိရင်ကျမတို့ကဒီ source of documents ပြီးရင် cash book ကိုသွားတဲ့အခန်းကဏ္ဍပြီးရင် ledger ကိုပို့တယ် ledger ကို double entry system နဲ့ပို့တယ်ပြီးရင် trial balance ကိုပို့တယ် trial balance ကိုင်းညီရှင်းတဲ့ဤမှန်ကန်ပြီဆိုလို့ရှိရင်ကျမတို့ financial statements တွေရေးဆွဲကြတယ်ဒါကြောင့်မလို့ financial statement ၅မျိုးကိုရေးဆွဲပြရမှာဖြစ်တယ် ဒါကကျွန်တော်တို့ကဒီနေ့ excel formula နဲ့ financial statement ကိုရေးဆွဲတဲ့အကြောင်းအရာကိုစတင်ပြီးတော့ပြောတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါလေးကို introduction အနေနဲ့ပြောပြတာဖြစ်တယ်။ဒီထိတော့နားလည်မယ်လို့ထင်တယ်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ကျမတို့က financial statement ရေးဆွဲတော့မယ်။ဒီ financial statements တွေရေးဆွဲတော့မယ်ပေါ့။ဒီကျမတို့အခြေအနေတွေက ဒီဟာကနေအစဆိုးစော document ဘာညာလိုက်တော့မယ်ဆိုရင်ကျမတို့ကကျမတို့ junior account ပဲဖြစ်ဖြစ်တချို့က junior တွေ assistant accountant တွေကိုလည်းအဲ့ဒီ level ကိုလည်း financial statement တွေရေးဆွဲခိုင်းတာရှိပါတယ်။ကဲဒါကြောင့် financial statement ရေးဆွဲမယ်ဆိုကျမတို့ကဘယ်ကစမလဲ။ဘယ်ကစမလဲဆိုတော့ကျမတို့က accountant တယောက်ဒီဟောဒီ chartered account နဲ့ရင်းနှီးနေရမယ်။ chartered account အကြောင်းကိုလည်းသိနေရမယ်ပေါ့။ chartered account ဆိုတာကျမတို့ရဲ့ဒီစာရင်းနဲ့ပတ်သက်တဲ့စာရင်းခေါင်းစဉ်လေးတွေသတ်မှတ်ထားတယ်။ 啊，这样我也批吧嘞。OK，介绍 <Okay. S 2> 我刚完，介绍我 စရင်ကျမတို့သွင်းမဲ့ double entry system နဲ့သွားမဲ့စရင်ခေါင်းစဉ်လေးတွေကိုကျမတို့ကကုတ်နံပါတ်လေးတွေနဲ့စရင်ခေါင်းစဉ်နံပါတ်လေးတွေနဲ့သတ်မှတ်ပေးထားတာကိုချက်တော့အကောင့်လို့ခေါ်တယ်။ချက်တော့အကောင့်လို့ပြောရင်ဒါနမူနာပုံစံကိုကြိုက်တယ်လို့လေးတော့ထည့်လို့ရတာပေါ့နော်။ဒီကုတ်နံပါတ်ဆိုတာကိုကြိုက်တယ်လို့ဆိုတာကဒီကုတ်နံပါတ်ဒီဒါက1-1000လို့ပြောရင် non current access လို့နာမည်ပေးတာ။အဲ့မှာကိုကကိန်းကနေကြီး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 ဆိုလဲဒီမှာအဲတပေါင်းဖြစ်ခြင်းဖြစ်မယ်တသိန်းဖြစ်ခြင်းဖြစ်မယ်ပေါ့။အဲ့လိုမျိုးနဲ့မှတ်ထားလို့ record လုပ်ထားလို့ရတယ်ပေါ့ဒါဆိုတော့ကျွန်တော်တို့ချက်တော့ account လို့ပြောရင်ဒီမှာ number စင်နေရှိမယ်အဲ code number တွေရှိမယ် pin account head တွေရှိမယ် sub account တွေရှိရယ် financial statement ဆိုပြီးတော့အမျိုးအစားဘယ်မျိုးစားကိုသွားမှလဲဆိုတော့ remark လေးပေါ့အဲ့ဟာလေးလည်းလုတ်ထားပြရတာပေါ့ဒါဆိုတော့ကျမတို့က financial statement လို့ပြောလို့ရှိရင်အဓိကအဲ income statement ရယ် balance sheet ရယ်ရှိတယ်အဲ့တော့အဲ့ဒီ income statement နဲ့ balance sheet တဲကို သွားမဲ့ double entry system နဲ့သွားမဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ခေါင်းစဉ်အနေနဲ့ခွဲထားရမှာအဲ့တော့ခေါင်းစဉ်ခွဲမဲ့အပိုင်းတွေမှာဘာတွေရှိလဲ balance sheet လို့ပြောရင် balance sheet မှာပါတာက non current assets current assets fair asset fair asset ဆိုတာ non current assets ကိုပြောတာเนาะ current assets တွေရှိမယ်ပြီးလို့ရှိရင် equity တွေရှိမယ် profit or loss အပိုင်းမှာကျတော့ဘာတွေပါမလဲ revenue တွေပါမယ် expenses တွေပါမယ်အဲ့ဒါတွေကိုကျမတို့ကကုန်နံပါတ်တွေနဲ့နံပါတ်၄တွေတက်ပြီးတော့နာမည်ပေးခဲ့တာပေါ့ ဒါကြောင့်မလို့ဒီမှာအရင်ဆုံးဘာရှိမလဲဆိုလို့ရှိရင်ကျမရဲ့ဒီ terror ကောင်နမူနာရဆိုလို့ရှိရင်ကျမက1-1000ကို non current access လို့နာမည်ပေးထားတာဒါကြောင့်ဒီ non current access ဆိုတဲ့ဟာကဒါက main account ရင်သူ့အောက်ပေါ်မှာကျမတို့က sub account နေ main account ကိုမထည့်ချင်တော့ sub account နေ sub ဖွဲထားမယ် non current access ကတမျိုးတည်းမဟုတ်ဘူးလေ non current access အများကြီးရှိတယ် fair access တွေအများကြီးရှိတယ်တကယ်လက်တွေ့မှာဒီမှာနမူနာအပြင် financial ရှိမယ် office equipment တွေရှိမယ် computer and printing ရှိမယ် motor vehicle ရှိမယ် land and building ရှိမယ်အဲ့ဟာတွေအကုန်လုံးကိုခေါင်းစဉ်ခွဲလိုက်တဲ့အခါမှာသူ့ရဲ့ main ဟာတော့ account head ရဲ့ခေါင်းစဉ်အောက်မှာရှိနေမှာအဲ့ဒါကြောင့် account တွေခွဲလိုက်တဲ့အတွက်ကြောင့်မို့ number စင်လေးတွေကလည်းကွဲသွားတယ်ပေါ့ furniture ဆိုရင်1-1001 equipment ဆိုလို့ရှိရင်1-1002ဆိုပြီးတော့ဖြစ်တယ်ဒါက non current assets ပြီးလို့ရင် current assets အပိုင်းလာမယ် current assets ကကြတော့ အပေါ်မှာ non current assets ကို1လို့ပေးထားတော့ဒီမှာ current assets က2ဖြစ်သွားတယ်။ကဲ current assets က main ကောင်းစဉ်ဖြစ်တယ်။သူ့မှာ sub account တွေပြန်ခွဲမယ်။ current assets တွေဘာတွေရှိမလဲ? inventory တွေရှိရလေ။ကိုယ်လုပ်ငန်းရဲ့ stocks တွေပေါ့။ stock တွေရှိတယ် inventory ။ပြီးရင် trade receivable ပဲကိုယ်လုပ်ငန်းကရောင်းထားတယ်ဆိုလို့ရှိရင်ရရန်ရှိ trade receivable တွေရှိတယ်။ပြီးရင် other receivable တွေရှိတယ်။ကြိုတင်ပေးထားတဲ့စရိတ်တွေရှိတယ်ဆိုလို့ရှိရင်ရရန်ရှိဖြစ်တဲ့အတွက်ကြောင့်မလို့ current assets ထဲမှာပါတယ်။ပြီးရင် ပြပိတ် deposit တနေရာအတွက်တို့အသုံးပြုလိုက်တဲ့ငွေကြေးတွေက deposit ပေးရတာတွေရှိရလေဥမာအမ် office rent တွေတို့ရုံးငန်းကားကားတို့အိမ်ငန်းကားတာတို့တနေရာအတွက်ပေါ့ deposit ပေးရတာတွေရှိရအဲ့လိုမျိုးဆိုလို့ရှိရင်ကျမတို့ကကြိုတင်ပေးထားတာဖြစ်တဲ့အတွက်ကြိုတင်ပေးရင်ရရန်ရှိ ဆိုပြီးတော့ငငယ်တော့တင်ခဲ့ရတယ်လေ private deposit တွေရှိတယ်ပြီးရင် private commercial tax တွေရှိတယ် commercial tax ကကြိုတင်ပေးရတာเนาะပြီးရင် private withholding tax တွေရှိတယ်ပြီးရင် cash at bank ဆိုပြီးတော့ရှိတယ်အဲ့ဒါတွေအားလုံးကဘယ်သူအောက်မှာရှိရလဲ current assets ရဲ့ခေါင်းစဉ်အောက်မှာရှိတာ။ဒါကြောင့်မို့လို့ကျွန်တော်တို့ account ကုတ်လေးတွေနဲ့ခွဲထားပေးတာ။ပြီးရင် cash at bank ရှင် cash in hand လုပ်ငန်းထဲမှာလဲပတ်ဖို့အတွက် လက်ထက်မှာလည်းငွေသားတွေထားရသေးတယ်။ဒါက current assets နဲ့ non current assets အပိုင်းဖြစ်တယ်။နောက်မှ equity equity ကိုတော့နံပါတ်3လို့တတ်ထားပြီးတော့ equity ကဘာလဲကိုယ်လုပ်ငန်းရဲ့ပိုင်ဆိုင်မှုတွေထက်တာလေ။စပြီးကိုယ်လုပ်ငန်းကို establish လုပ်တဲ့ကလုပ်ငန်း level ပို့ရအတွက်ငွေကြေး တခုခုတက်မှတ်ပြီးတော့မတည်ပေးထားတယ်အရင်အနည်းပေါ့အဲ့ဒီအရင်အနည်းတွေက opening capital အနေနဲ့ရှိတယ်ပြီး additional ထပ်ထည့်ရတွေရှိတယ် contribution ခဏငွေလဲလဲသုံးဆွဲဖို့ရာအတွက်လုပ်လုပ်ငန်းရှင်ကခဏ contribution လုပ်ထားပေးရတွေရှိတယ်နောက်သူကအသုံးလိုတဲ့အခါမှာပြန်ပြီးတော့ထုတ်ယူသုံးဆွဲတာတွေလည်းရှိတယ်ပေါ့ပြီး share dividend ဒါက share တွေနဲ့ run နဲ့ အဲကုမ္ပဏီမျိုးစားဆိုလို့ရှိရင် dividend တွေခွဲဝေပေးရတာတွေရှိတယ်။အဲ့ဒီအခန်းကဏ္ဍတွေကဘယ်သူခေါင်းစဉ်အောက်မှာရှိတယ်လဲဆိုလို့ရှိရင် core equity ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတာ။ဒါက equity ပိုင်းနောက်တစ်ခုကကျော revenue revenue ကကျော income sales ကိုပြောတာ။ sales ကိုနံပါတ်၄လို့တတ်ထားပေးတယ်။ sales က revenue က main account ဆိုသူ့အခွဲမှာ sales ကတမျိုးတည်းမရှိဘူးလေ။အယောင်းနဲ့ပတ်သက်တဲ့ဝင်ငွေရှိမယ်။ပြီးရင် consignment နဲ့ရောင်းထားတဲ့ ကိုဇိုင်းမန်ဆိုရယ်ရောင်းရင်ရောင်းရလျင်ရောင်းပါမရောင်းရလျင်ပြန်ကောက်မယ်ဆိုပြီးတော့ပြောထားတဲ့ agreement အနေနဲ့ချုပ်ဆိုထားတာလေ consignment says income နေရှိမယ်ပြင် contract income နေရှိမယ် other income နေရှိမယ်အဲ့ဒီ income အမျိုးအစားအားလုံးဒီ revenue ဖြစ်ပါတယ်ဒါကြောင့်မလို့ revenue ခေါင်းစဉ်အောက်မှာရှိမယ်ပေါ့ပြင် cost ဆေးအယောင်ရှိလို့ရှိရင်တို့ကပစ္စည်းတခုရောင်းမယ်ဆိုလို့ရှိရင်အဲ့ပစ္စည်းမရောင်းရင်ကကျမတို့ဝယ်ယူထားတဲ့ပစ္စည်းရဲ့ဝယ်ဈေးတွေရှိရယ်ပေါ့ အယောင်တစ်ခုထွက်သွားပြီဆိုသူနဲ့ပတ်သက်တဲ့ဝယ်ဈေးကိုလည်း adjustment လုပ်ပေးရတယ်လေအဲ့ဒါကို cost of sale လို့ခေါ်တာအဲ့ဒီ cost of sale ကိုခေါင်းစဉ်ပြက်ခွဲလိုက်လို့ရှင်ရင်ဒီကုန်ပစ္စည်းကိုဝယ်ယူခဲ့စဉ်ကကုန်ကျခဲ့တဲ့ purchasing cost တွေရှိမယ် other expenses တွေရှိမယ်ကိုက manufacturing ဆိုလို့ရှင်လည်းအဲ့ဒီပစ္စည်းထုတ်တဲ့အချိန်မှာကိုသုံးကုန်ကုန်ကျခဲ့တဲ့ direct cost တွေ indirect cost တွေအဲ့ဒါတွေအကုန်လုံးကိုတွက်ချက်ပြီးမှ အဲ့ပစ္စည်းတစ်ခုရဲ့တန်ဖိုးကိုကျမတို့ကပြန်ပြီးသတ်မှတ်ကြတာသတ်မှတ်ပြီးမှကျမကကျမတို့ကအရင်ကဘယ်လောက်ရှိတယ်အမြက်ကို percentage ဘယ်လောက်တင်မလဲအဲ labor charges တွေကဘယ်လောက်လဲအဲ့ဒါတွေအားလုံးတွက်ပြီးမှကျမတို့ကရောင်းစည်းတွေသတ်မှတ်ကြတာလေအဲ့ဒီရောင်းစည်းသတ်မှတ်ပြီးမှဒီရောင်းလိုက်တဲ့ revenue အဆင့်ကိုရောက်သွားတယ်အဲ့လိုမျိုးပစ္စည်းတခုရောင်းထွက်သွားပြီဆိုသူနဲ့သက်ဆိုင်ခဲ့တဲ့အသုံးစရိတ်၊ကုန်ကျစရိတ်အပစ္စည်းရဲ့ကုန်ကျစရိတ်ကိုလည်းကျွန်တော်တို့ adjustment လုပ်ပေးရတာအဲ့ဒါကို consortium မှာ debit consortium အနေနဲ့ debit entry ရိုက်တယ်ပေါ့နော်အဲ့ဒါက consortium အခန်းကဏ္ဍဖြစ်တယ် ဝင်ငွေတွေရှိတယ်လို့စရိတ်တွေလည်းရှိတယ်။အစီအစဉ်ထဲမှာဘာတွေရှိမလဲဆိုလို့ရှိရင် selling and distribution တွေရှိတယ်။ admin expenses တွေရှိတယ်။ဒါကြောင့်မို့ selling and distribution အယောင်ဖြန့်ဖြူးတဲ့စရိတ်နဲ့ပတ်သက်တဲ့စရိတ်တွေဆိုလို့ရှိရင်လည်းတစ်ခုတည်းမကဘူးလေ။အဲအယောင်ဝန်ထမ်းတွေကို commission ပေးရတယ်။အဲဆေးကုမ္ပဏီဆိုလို့ရှိရင်ဆေးဆိုင်တွေကို commission တွေပေးရတယ်လေ။ မင်း delivery charges တွေရှိမယ် marketing နဲ့ပတ်သက်တဲ့ဈေးတွေရှိတယ်ကြော်ညာဈေးတွေဆိုလည်းရှိမှာပဲလေနော်နောက် promotion expenses တွေအဲကြော်ညာဈေးကိုကျွန်တော်ဒီ promotion နဲ့လည်းပေါင်းထည့်ခြင်းလည်းထည့်ကြတယ်ပေါ့ဒီမှာ advertising expenses ရှိတယ် pin carriage outdoor အယောင်ရောင်းတာနဲ့ပတ်သက်ပြီးတော့တေကအယောင်တေကပေါ့ပြီးရင် other charges တွေလည်းရှိမယ်ဈေးဆန် marketing တွေရဲ့ salary တွေလည်းရှိမယ်ပေါ့ ။ Now admin expense နဲ့ပတ်သက်လို့ရှင်ဒီယုံမိုင်းဆိုင်ရာအသုံးစရိတ်တွေ random charges တွေပါမယ်ဒီမှာ office ယုံမှာအသုံးပြုတဲ့စရိတ်တွေအတွက်ဝယ်ရတာရှိမယ်။အဲဘာတွေပါ stationery လည်းပါမယ် overhead တွေရှိမယ် transportation charges တွေရှိမယ်နောက်ဒီမှာ donation ရှိမယ် donation ဆိုတာတကယ်တမ်းကျတော့ကိုယ့်လုပ်ငန်းကအသုံးစရိတ်အနေနဲ့သာထည့်တာเนาะအခွန်ရုံးကိုရှင်းတဲ့အခါကျလို့ရှင်အခွန်မိုးတွေကဒီလို donation တွေကိုသူတို့က ဇယဲ့အနေနဲ့ကြားခံဝင်မပေးဘူးဘလိုဒိုနေရှင်းကိုလည်းပေးမှလည်းပေးတယ်လဲဆိုလို့ရှိရင်နိုင်ငံတော်ကတကယ်အတိအမှတ်ပြုတဲ့လက်မှတ်သူဒါကိုလူတန်းလိုက်တဲ့အတွက်ကြောင့်မို့သူ့ certificate နိုင်ငံတော်ကတစိကြီးနဲ့ထုတ်ပေးလိုက်တဲ့ဇယဲ့မျိုးဆိုရင်တော့အခုမူကဇယဲ့အနေနဲ့ကိုယ့်ရဲ့လုပ်ငန်းထဲမှာထည့်ပြီးတော့ကြားခံပေးတယ်ဒီလိုမျိုးပုံမှန်ဒိုနေရှင်းကိုတော့ဇယဲ့အဖြစ်မပြပေးဘူးအဲ့လိုမပြပေးဘူးအဲ့ဈေးကိုဖယ်ထုတ်လိုက်မယ်ဆိုလို့ရှင်ကိုလုံကအမျက်ကြီးကထက်တက်သွားမှာပေါ့နော်ကိုဆောင်ရတဲ့အခွန်ကထက်များသွားမှာပေါ့အဲ့ဒီအပိုင်းနည်းရှိရပေါ့ဒါကအခွန်နဲ့ပတ်သက်တဲ့အခန်းကဏ္ဍ နောက် expenses လို့ပြောရင် admin expenses လို့ပြောရင် management နဲ့ပတ်သက်တဲ့စရိတ်တွေရှိမယ် fuel charges စီးပိုးတွေရှိမယ်ကိုယ်လုပ်ငန်းရဲ့အဲကိုလုပ်ငန်းမှာ motor vehicle ရှိရလေ motor ကားတွေရှိရဆိုလို့ရှိရင်လည်းအဲ့ဒီကားတွေရဲ့ CAC အသုံးစရိတ်တွေရှိမယ်အဲ့ဒီကားတွေရဲ့ပြင်ဆင်စရိတ်တွေရှိမယ်တခြား general expenses တွေရှိမယ်ပြင်ပန်း bank charges တွေရှိမယ် stationary expenses တွေရှိမယ်ဝန်ထမ်းတွေကိုပေးရတဲ့ bonus တွေရှိမယ်ဒါက admin ဘိုင်းနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်တွေဖြစ်ပါတယ် နော် taxation မိုင်းမှာကျတော့ taxation လို့ပြောလို့ရှင်အခုကျွန်တော်တို့နိုင်ငံမှာပေးဆောင်ရတာ commercial tax ကုန်သွယ်လုပ်ငန်းကိုနေရှိမဲ့ withholding tax ကကြိုတင်ပြီးတော့နှုတ်ယူရတဲ့အခွန်လေး pay income tax တွေရှိမဲ့ income tax က corporate income tax ပေါ့နော်ကိုယ်လုပ်ငန်းကအမြတ်တလောက်ရရင်အဲ့ဒီအမြတ်ပေါ်မှာဆောင်ရမယ့် percentage အလိုက်တွက်ပြီးတော့အခုနေချက်ချင်းတော့မပေးရသေးဘူးပေါ့အခု auditor ကစရင်စစ်ပေးတယ်စရင်စစ်ပေးမှ auditor လက်မှတ်ပါတဲ့ report ကိုအခွန်ရုံးကိုတင်လိုက်တယ်အခုမူးတွေကစစ်ဆေးပြီးတဲ့အခါမှာအဲခမားတို့လုပ်ငန်းလူကြီးမင်းတို့လုပ်ငန်းကအဲဒီနေ့ရဲ့အခွန်ဘယ်လောက်ကျပါတယ်ဆိုပြီးသူတို့ကတွက်ချက်ပေးရအဲ့ကြောင့်မှကျွန်တော်တို့က amount ကို ထွက်လာတာဆိုတော့ကျမတို့တွက်ချထားတဲ့ financial statement ပေါ်မှာအခွန်ကိုကြိုတင်ခန့်မှန်းပြီးတော့ကျမတို့ကအဲ adjustment တွေရိုက်ထားမှာပေါ့နော်ဇယိတ်ထဲမှာလဲကိုယ့်ရဲ့ဒီအဲ financial statement ရေးဆွဲတဲ့ကာလအတောအတွင်းမှာအကျုံးဝင်တယ် period တဲမှာအကျုံးဝင်တယ်ဆိုလို့ရှိရင်ကျမတို့ကကြိုတင်ပြီးတော့ adjustment တွေရိုက်ထည့်ထားပေးရပါတယ်ပြီးရင်နောက်တစ်ပိုင်းကကြတော့ဗာလဲဆိုရင် non current liability ဒါက current liability ရှိသလို non current liability လည်းရှိပါတယ် နွန်ကရက်လိုက်ပြပါလဲမော်ဒန်ဝန်နီယာလေတနေ့တည်းကြောတဲ့အကျွေးတွေဆိုလို့ရှိရင်ဘေးစရာရှိတဲ့ loans တွေအဲ့ဒါတွေဆိုလို့ရှိရင်ဒီနွန်ကရက်လိုက်ပြထဲမှာထည့်တယ် bank loans ရှိသလိုတခြား other loans တွေလည်းရှိတာပေါ့နောက်တစ်ခုကကြတော့ပါလဲ current liabilities current liability ကကြတော့ကိုကကုန်ပစ္စည်းတွေသူများစီကအကျွေးဝယ်ထားတာမျိုးရှိသလားအဲဆိုလို့ရှိရင် trade pay တွေပဲအနေနဲ့စရင်ပေါ်တယ် ီးရင်တခြားဟာတွေရှိတယ်ဆိုလို့ရှင်လည်းအာသာပေတွေပဲအနေနဲ့ဖော်တယ်။နောက် commercial tax အတွက်ကုန်သွယ်လုပ်ငန်းခွင်အဲကုန်သွယ်လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ government ကိုပေးဆောင်စရာရှိတဲ့အခွင့်အရေးရှိသေးရင်လည်းဒီထဲမှာစည်ရင်ထည့်တယ်ပေါ့ဒါ adjustment နေအနေနဲ့သွားရတဲ့အပိုင်းနေပြီးဝေထိုးရင်း tax တွေရှိသလား။ပြန်ဝန်ထမ်းတွေရဲ့ personal income tax တွေဆောင်မှုရကြံသေးသလားကြံသေးတယ်ဆိုလို့ရှိရင်ဒီ current liabilities ဒီ stream မှာထည့်ထားပါတယ်ပြီးရင် SSB လူမှုဖူလုံရေးအတွက်အခွန်လေးတွေတို့ဆောင်ကြတယ်ပေါ့အဲ့ဒါကလည်းသူကချက်ချင်းကိုစရင်ရေးဆိုတဲ့လတွေမှာထည့်ပေးရမယ်ဒါပေမဲ့လို့သူကကိုစရင်ပိတ်ပြီးမှဒီ SSB ကကြတော့လကုန်ပြီ9ရက်အတွင်းမှာကျွန်တော်တို့တော့သွားသွားဆောင်ရတာဖြစ်တဲ့တော့ရောက်ဘလို့ကိုစရင်ဆွဲတဲ့ကာလအတွင်းမှာတော့ cash ကမထွက်သေးဘူးမထွက်သေးပေမဲ့ profit or loss ဆွဲတဲ့အချိန်မှာကိုရဲ့ဆွဲတဲ့ကာလအတော်အတွင်းအကျုံးဝင်တာဖြစ်တဲ့အတွက်ကြောင့်ဒီဟာကိုလည်း adjustment အနေနဲ့ထည့်လိုက်ရတယ် expenses မှာ debit ပေးရရှိမှာ credit လို့ ဖော်ပြလိုက်တာဖြစ်တဲ့အတွက်ပေးရန်ရှိဖြစ်တဲ့အတွက်ကြောင့်မို့ဒီ current liability မှာလာပြီးတော့ပေါ်နေတာဖြစ်ပါတယ်နောက်တစ်ခုကကြောင့် control ပေါ့ control ကတော့အဲဘဏ်ကနေ cash ကိုထွက်သလားအဲတနေ့တစ်ခုအတွက် control ဆိုတဲ့ဟာလေးကတော့ဒါတစ်ခုအနေနဲ့ထည့်ထားပေးတာပေါ့နော်ဒါကအဲတချို့ကတော့မထည့်ကြပါဘူးမထည့်လည်းရတယ်ပေါ့နော် okay ဒါဆိုတော့ဒီမှာဒါကချက်တော့ account ဆိုတာဗာလဲချက်တော့ account ကိုဘယ်လိုမျိုးလုပ်ရတယ်လဲဆိုတဲ့ဟာလေးကိုနမူနာရေးဆွဲပေးတာဖြစ်တယ် ။ဒါဆိုတော့ဒီနေ့အဖို့တော့ကျွန်မက file လေးကိုဒီလောက်လေးပဲပေါ့နော်။အရင်အကြိုက်ဆိုလဲကျွန်မပြောမမပြောနိုင်ဘူးကွနော်လေချောင်းတွေဟိုကဖြစ်လို့လေချောင်းတွေနော်တနေ့ကိုနည်းနည်းချင်းပဲတင်သွားပေးမယ်ပြောပြသွားပေးမယ်ဘာဖြစ်လို့ဆိုကြည့်တဲ့သူကလည်းအများကြီးဆိုလို့ရှိရင်စာကြီးလုံးနေရပါတယ်ဆိုပြီးတော့စိတ်ကလေဟို feeling ကခံစားချက်တွေကမကောင်းတော့ဘူးဒီလိုမျိုးနည်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 းစီလေးဆိုလို့ရှိရင်နော်စာလုံးတာနဲ့လည်းမတူဘူးအပြင်းပြေကြည့်တာလေးနဲ့တူသွားတယ်ပေါ့ အဲ့တော့နှုတ်ဦးနှစ်ဖက်အစီအပြေရအောင်ကျွန်မကဗီဒီယိုဖိုင်ကိုအများကြီးတော့မလုပ်ဘူးเนาะဒီနေ့ဒီ introduction အပိုင်းလေးနဲ့ဒီ financial statement ရေးဆွဲတော့မယ်ဆိုလို့ရှိရင်ဘာလေးတွေလောက်ရသလဲပြီးရင်စပြီးလှုပ်ဆောင်တဲ့ချက်တော့အကောင့်လေးကိုဘယ်လိုလောက်ရသလဲဆိုတဲ့ဟာလေးကိုမိတ်ဆက်ပေးသွားတာဖြစ်ပါတယ်အားလုံးအစီအပြေမယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်မဖိုင်လေးကိုဒီမှာပဲ stop လိုက်မယ်เนาะ